ားလုံးပဲမင်္ဂလာပါရေဝရှန်ဒီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့စက်တင်ဘာ16ရက်နေ့ဒီနေ့မှာကျောင်းမိသားစုဝင်တွေနဲ့ဆွေးနွေးခြင်းတဲ့အကြောင်းအရာက KIA နဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ PDF တွေဘာမှမြို့သိမ်းတိုက်ပွဲစစ်စီရေးဆင်နွှဲနေပါပြီမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်နဲ့ကျွန်တော်မိသားစုဝင်တွေဆွေးနွေးပြတာလဲကြာပြီဗျဟုတ်ပြီနောက်တဲ့အတင်းကတော့ဆက်စုပ်ရွန်ရှာပွဲသတင်းဖြစ်ပါတယ်အဲ့ဒါကတော့ အဂျမ်ပရစစ်ခွေးတက်ကကောင်နေဟာကမ်ဘလူးကကျွန်တော်တို့ရတားပြည်သူခုနှစ်ဦးကိုအရှင်လက်လက်မီးရှို့တက်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ထပ်မံပြီးတော့ဖြစ်ပွားခဲ့ပါတယ်ရှလူသားခုနှစ်ဦးပါထမှန်ပြီးတော့ဖြစ်သွားခဲ့တာကျွန်တော်ရဲ့မိသားစုဝင်အရှင်မာလည်းပဲအရှင်တသက်အရှင်လက်လက်မီးရှို့တက်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေကျွန်တော်တို့အလုံးသိရှိခဲ့ပြီးဖြစ်တယ်။ဒါတော့မှအဲ့ဒီခုနကဦးတွေကတအူးကလွတ်မြောက်လာလို့ ကျွန်တော်တို့ဒီသတင်းကိုပြန်ပြီးတော့ကြားသိရတာအချို့သောနေရာတွေမှာဆိုရင်မလွတ်မြောက်ဘဲနဲ့အကုန်လုံးမိရှုတက်ခံရတဲ့ဖြစ်စဉ်တွေကျွန်တော်မိသားစုတွေပေါ့ရှင်နာနာနဲ့သတင်းပဲကြားခဲ့ရတာဖြစ်ပါတယ်ဟုတ်ပြီဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင့်ကြည့်ရှုကျွန်တော်မိသားစုတွေတဦးချင်းစီတိုင်းကိုတလေးစားဖိတ်ခေါ်လိုက်ပါတယ် ော်လှန်ရေးဘာကြောင့်လုပ်နေတာလဲလက်ရှိကျွန်တော်တို့နိုင်ငံလွတ်လပ်ရေးရပြီးတော့ဒီနေ့ကျွန်တော်သတင်းပြောနေတဲ့အချိန်ထိကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေစင်ရဲတွင်နစ်နေကြတယ်ဂျမအေးဆောင်းဆောင်မှုမရဘူးလူခွင့်ရေးအဝေးကြီးမှာဆက်ဆောင်ပေါ်လေလုံနေခြင်းတည် နိုင်ငံတွင်ထဲမှာရှိတဲ့ကျွန်တော်တို့ အနာဂတ်မျိုးဆက်တွေအတွက်လက်ရှိဒါဖြူတွေရောအစိမ်းတွေရောအဝါတွေရောအနီရောစသည်အဖြစ်လူတွေအကုန်လုံးနောက်ဆုံးကိုကုံပြောမယ်ဗျာလက်ရှိတက်ကမိသားစုဝင်တွေရောကြက်ဖွက်ကကောင်းတွေရောအကုန်လုံးကောင်းစီကျင်တဲ့ဆန္ဒတစ်ခုဒီနဲ့လာတော်လိုင်းလုပ်နေတာဖြစ်တယ်ကျောင်းရဲ့ဗီဒီယိုမှာကွန်မန့်တွေအများကြီးတွေ့ရတယ်ဟိုဘက်ရက်ကကကောင်းတယ်ဆိုတော့ ကျွန်တော်တော်လိုင်းလုံးနေတဲ့သူတွေကိုခင်ဗျားတို့မပြစ်မှားနဲ့ကျွန်တော်တို့ကငန်ငန်အတွက်အပင်ပန်းခံပြီးလုံနေကြတာဖြစ်တယ်ဒီတော်လိုင်းရှင်ဒီအာနာရှင်စနစ်အနည်းပြချေမှုန်တီချေမှုန်သွားပြီးတဲ့နေ့တနေ့ရောက်တဲ့အခါကျရင်ခင်ဗျားတို့နောက်ွယ်ကနေပြီးချိတ်ပြီးတော့ကျွန်တော်တို့ကိုဂျေစုတင်နေရလိမ့်မယ်ဟုတ်ပြီဒီနေ့မှကျွန်တော်မိသားစုဝင်နေထပ်မှန်ပြီးတော့တကယ့်ကိုရက်ဆက်ကြမ်းကြုတ် ဖွဲ့ဖြစ်ရမျိုးကိုအကျန်းဖက်စစ်ခွေးတက်ကနေပြီးတော့ထပ်မံလုတ်ခဲ့ပါတယ်အဲ့ဒါကတော့ကမ်ပလူမှာရှိရဲရွှေလူသားခုနှစ်ဦးကိုအရှင်လက်လက်တရားခွင်းမှစွတ်ကောင်းမှုသူမိရှုတက်ဖြတ်ခံခဲ့တဲ့ဖြစ်စဉ်ဒီလိုဖြစ်စဉ်မျိုးအခုမှပထမအဦးဆုံးဖြစ်ဘူးလားမဟုတ်ဘူးကျွန်တော်မိသားစုအရှင်းပါလဲဖြစ်ခဲ့ဘူးတယ် ဟုတ်တယ်เนาะကျွန်တော်မိသားစုရုပ်သံဗီဒီယိုကြီးမှာထွက်လာခဲ့တာအခုဒီဖြစ်စဉ်ကလည်းပဲဒုတိယအခြေဖြစ်စဉ်မဟုတ်ဘူးကျွန်တော်ဒီနေ့မှာတော့အခြားသောသတင်းတွေမှာဆက်ဆက်ပြီးတော့ကျွန်တော်ရဲ့မိသားစုအနေကိုတင်ပြပေးပါမယ်ဟုတ်ပြီလူလူချင်းပြာကျွန်တော်ရဲ့မိသားစုအနေကျွန်တော်နိုင်ငံဗုဒ္ဓဘာသာအများဆုံးကိုးကွယ်နေတဲ့နိုင်ငံဖြစ်တယ် ဟိုကျွန်တော်ရဲ့ view ကိုကြည့်နေတဲ့သူတွေဟိုဘက်ကကွက်ကွက်ကလည်းကောင်းတယ်ဒါအစိမ့်လေးလည်းပါမယ်အဖြူတွေလည်းပါမယ်အညိုတွေလည်းကောင်းမယ်ဗျာကျွန်တော်ပြောတာတော့ရှင်းရှင်းလေးပါတထောက်ခံနေတဲ့သူတွေလည်းပါကျွန်တော်တော်လိုင်းလုပ်နေတာကျွန်တော်နိုင်ငံအတွက်ကျွန်တော်နိုင်ငံအတွင်းမှာနေတဲ့သူတွေအားလုံးအတွက်ကျွန်တော်တော်လိုင်းလုပ်နေတာဖြစ်အကုန်လုံးကလူခွင့်ရစေခြင်းနဲ့အကုန်လုံးကိုလူလိုသူလိုဖြစ်စေခြင်းနဲ့လက်ရှိဒီစနစ်ကြီးရှိနေသည့်လက်ရှိဒီအာနာရှင်တို့ရှိနေသည့်လက်ရှိ သူရဲ့အကျိုးစီးပွားကိုကာကွယ်နေသေးကျွန်တော်တို့အရသာပြည်သူတွေအခုလိုပဲရေရေဆက်ဆက်အသက်ခံနေရတာဒါအရကတက်တော့ AA ဒိတ်ချုပ်ထားတဲ့ကိုပိုင်းကြောင်းကိုဘုံကျဲတက်ပြမှုအခုကဘာကြီးကပါပေါ်ပြနေပြီဆိုတော့ဘသူမှန်နေဘသူမှားလဲကိုရက်နေတဲ့နေရာဟာဘလို့နေရာမျိုးမှာရက်တည်နေတာလဲဆိုတာချိန်ကြမှာနောင်နာမရဘူးဖြစ်ပါဟုတ်ပြီကျွန်တော်သတင်းကိုဆုံးထိ နားထောင်ကြည့်ပေးပါတန်းမှုမှာရွှေလူသားခုနှစ်ဦးကိုအချမ်းဖက်စစ်ခွေးတက်ကနေပြီးတော့မီးရှို့တက်ခဲ့တယ်အဲ့ဒီထဲကတဦးကလွတ်မြောက်လာပါတယ်တက်သေးမှတ်တမ်းအကုန်ရှိတယ်ကျွန်တော်တို့အကြခင်မှာအင်တာဗျူးပါကျွန်တော်ရဲ့မိသားစုအနေကိုဖော်ပြပေးမှာဖြစ်တယ်လက်ရှိ၄ရက်လောက်ဗျာခမင်းလုံးဝမကြွေးမနဲ့၄ရက်လုံးဇက်တိုက်နှိပ်စက်ရိုက်နှက်တာအယိုးပဲရှိတော့တယ် ကျောင်းနိုင်ငံမှာနေတဲ့ကျွန်တော်နိုင်ငံသားတွေဘာပြစ်မှတ်မရှိဘဲနဲ့ကောင်းကောင်းကလှူစားနေတဲ့သူတွေပြအဲ့လောက်ထိရက်ဆက်ခံရမဲ့အခြေအနေမျိုးမဖြစ်သင့်ဘူးဗျပြမှုရှိတယ်ထင်ရှားတယ်ဆိုရင်တော့မှတရားရုံးရှိတယ်ဗျအချုပ်ခံရှိတယ်ဟုတ်ပါမှာလည်းရှိတယ်ဟုတ်တယ်เนาะကျွန်တော်မိသားစုဝင်နေအခုတနောက်ကနေသူတွေဝင်ဖြည့်ပြီးဝင်ဖြည့်ပေးကြည့် ျွန်တော်တို့ကဘယ်သူ့ကိုမှထောက်ခံနေတာမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့ထောက်ခံနေတဲ့ကလက်ရှိကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအားလုံးအတွက်ကျောင်းနိုင်ငံအတွက်ဟုတ်ပြီ။မန်လီတိုင်းစင်ကူးမြို့နယ်အတွင်းမှာရှိတဲ့ရွှေမော်ကပြန်လာတဲ့သူခုနှစ်ဦးကိုစတေမဆနေရတဲ့ညနေပိုင်းမှာစကိုင်းတိုင်းကမ်ပရူမှာရှိတဲ့ရွှေပိုမြကြီးနာဘျူဟာလမ်းပိုင်း ဘူးလန်ခွဲဇေယအနီးမှာကျွန်တော်ဖတ်စစ်ခွေတက်ကကောင်းကြီးရဲ့ဖြူရီရဲ့ပေါင်းပြီးတော့ဖန်စီတယ်ပြီးတော့အရှင်လက်လက်မီးရှို့တက်ဖြတ်ခဲ့တယ်တူကတပော့ကိုကန်ကောင်းလွန်းလွန်းလွတ်လာတာအဲ့ဂွေးနေကိုစွတ်ပြီးတော့သူရဲ့ခေါင်းကိုအပခုံရိုက်မိလဲသွားတဲ့အချိန်တေသွားရင်လည်းတေသွားပြီးတော့အဲ့တာရောက်တာရောက်တွေကိုမီးရှို့ပြီးတော့ပြစ်ထားခဲ့တာ အခုလူမြောက်လာတဲ့သူကသူသတိပြန်ရဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်မှာမိလောင်တန်ရာတွေတော့ရှိသေးတယ်ကျွန်တော်မိသားစုဝင်တွေကျွန်တော်အချို့တော့ဓာတ်ပုံမှတ်တမ်းတွေကိုဖော်ပြလို့မရတဲ့အခြေအနေတွေကိုနားလည်ပေးပါဟုတ်ပြီလူမြောက်လာသူစေကျော်သက်ရွယ်တူဦးပါတဲ့အကုန်လုံးမပြောတိုင်းကြွာသားဟောင်းတွေပါစင်ကူဘတ်မှာရွှေမော်မှာအလုတ်လုတာအဆင်မပြေလို့ဆိုင်ကယ်၃စီးနဲ့ပြန်လာကြတယ်။လိုင်းပေါ်မှာကားသမားတွေပြည်သူတွေတင်ထားတာ ဗျူဟာလန်တိုင်းအေးစစ်စစ်အစစ်စစ်မရှိသွားလို့ရတယ်ဘာမှကြောက်စရာမရှိဘူးလို့ထင်ထားတာအဲ့ဒီလမ်းကိုပဲကျွန်တော်တို့ပြန်အဲ့ဒီလမ်းကပဲကျွန်တော်တို့ပြန်လာကြတာဖြစ်တယ်အဲ့လိုပြန်လာတဲ့အချိန်မှာဖန်စီခံခဲ့ရတာဖြစ်ပြီးတော့သူတို့ခုနှစ်ဦးကိုအချမ်းဖက်စစ်ခွေးတက်တဲ့ဗျူစော့တီတွေကရိုက်နှက်ပြီးတော့ဘူးကုံဖုံကြီးကြောင်းအတွင်းမှာခေါ်ဆောင်ပြီးတော့၄ရက်ဆက်တိုက်သမီးမကြွေပဲနဲ့အချမ်းဖက်နှိပ်ဆက်တဲ့လက်ပြန်ချိုးတုတ်ပြီးတော့ တရားခွင်းစော့အရှင်လက်လက်မီးရှို့ခံရတဲ့ကျွန်တော်တို့ရဲ့ပြည်သူရဲ့ဖြစ်စဉ်ဝင်ပြီးတော့ညင်းလို့ရတယ်ဒါပေမဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အမှန်တရားကိုသိသွားပြီဆိုရင်ကိုဘယ်ဘက်မှာယက်တီမှလဲဆိုတာကိုကိုကိုမလိမ်နဲ့ကျွန်တော်ကျွန်တော်တို့ဟာလက်ရှိနိုင်ငံတကာမှာရှိတဲ့ ကျောင်းတိုင်းရင်းသားညီကိုမောင်မတွေအကုန်လုံးတိုင်းရင်းသားဆိုတာကဗမာတွေလည်းပါတယ်နော်ဟာရခိုင်မတိုင်းရင်းသားမဟုတ်ဘူးရှမ်းမတိုင်းရင်းသားမဟုတ်ဘူးမော်မတိုင်းရင်းသားမဟုတ်ဘူးပအိုးမတိုင်းရင်းသားမဟုတ်ဘူးတိုင်းရင်းသားဆိုတာအကုန်လုံးကိုခေါ်တာဗမာလည်းတိုင်းရင်းသားပဲဆိုတော့ဒီမှာရှိတဲ့သူတွေအကုန်လုံးကကျွန်တော်တို့ကညီကိုမောင်မဒီမြေပေါ်မှာကြည်ဒီမြေပေါ်မှာစဒီမြေပေါ်မှာရှင်တန်ပေါက်ဖွားနေတဲ့သူတွေ ဒါကြောင့်ဒီနိုင်ငံကြီးကောင်းစားဖို့အတွက်ဒီတိုင်းရင်းသားပြည်သူတွေအကုန်လုံးကောင်းစားဖို့အတွက်ကျွန်တော်တို့တော်လိုင်းလုပ်နေတာလို့ဆိုတာဟုတ်ပြီဆက်လက်ပြီးတော့အဲ့လိုမျိုးသူတို့ကိုလေးရက်စက်တိုင်းညှိမနှိပ်ဆက်နောက်ဆုံးချိန်မှာအကုန်လုံးကိုအစင်းခိုင်းပြီးတော့ရိုက်နှက်တယ်ဘယ်လိုပဲရှင်းပြရှင်းပြရှင်းပြလို့မရဘူးတဲ့အလုပ်ကပြန်လာတယ်ပြောလဲပြောလို့မရဘူး ဒါကြောင့်ကျွန်တော်ပြောတာလူလူချင်းပြခွေးတစ်ကောင်ကိုတော့မှရရင်ခွေးအနာကျင်တဲ့အတန်ထွက်တယ်အဲ့ဒီနာကျင်တဲ့အတန်ထွက်ရင်တော့မှကျွန်တော်တို့ဥပမာကျွန်တော်ဆိုရင်တော့မှဆက်ပြီးတော့ရိုက်ဖို့လက်ကလွှဲလို့တော့ရမှာမဟုတ်တော့သူတို့နာကျင်တယ်လို့ကျွန်တော်တို့လည်းနာကျင်ရအလုံးကခန်းစားချက်တွေရှိတယ် ဆိုတော့လူလူချင်းပြာအခုလိုမျိုးလေးရက်ဆက်လိုက်ထမင်းမချွေးပဲနဲ့ညင်မဲ့နှိပ်ဆက်ရိုက်ပုတ်နေတာဘလို့ပဲတောင်းမှန်တောင်းမှန်ဘာသာစကားမတူဘူးနားမလည်လို့ဆိုရင်လည်းတမျိုးပြာတတ်တတ်မဲ့ကိုလှုပ်တာလှုပ်ဘလို့စိတ်နဲ့ဒါမျိုးကိုသူတို့ဒီလှုပ်လဲဆိုတာကိုကျွန်တော်တို့စဉ်းစားလို့မရမိမရ မူကျူရန်ကားနေတာတွေကျွန်တော်တို့တွေ့တယ်။မွေးဆေးဝါးတွေအလွန်ကြုံသုံးဆွဲနေတာကိုကျွန်တော်တို့တွေ့တယ်။အချို့ပေါ်တာဆွဲတာမဟုတ်ဘဲနဲ့ဒါစမှုဝင်ထမ်းတဲ့ကောင်တွေလည်းရှိတယ်။အဲ့ကောင်တွေကအရက်ထဲရက်ကွက်ထဲမှာဂလီကကြီးအုတ်ကြားမြက်ပေါက်ကောင်တွေရက်ကွက်ထဲမှာကောင်းကောင်းလို့လှုပ်ရှားလို့မရဘူးလှုပ်ရှားဖို့လည်းပဲသူတို့မစင်စားဘူး။ခိုးစုံလူလိုက်ကိုတရားဝင်လှုပ်နိုင်နေကျွန်တော်တို့နိုင်ငံအတွင်းထဲမှာရှိတယ်အချမ်းပဲဖက်စစ်ခွေးတက် ထဲကိုဝင်ပြီးတော့တရားဝင်ခိုးဆိုးလူနိုင်လို့ရတယ်။တရားဝင်မရင်းကျင့်လို့ရတယ်။တရားဝင်လူတက်လို့ရတယ်။အဲ့ဒါကမ္ဘာမှာကျွန်တော်တို့နိုင်ငံတစ်ခုပဲရှိသေးတယ်။လက်ရှိအခင်းကျင်းတွေအားလုံးမှာဒီကြောင်ပြောနေတဲ့အကြောင်းအရာတွေကအမှန်တရားတွေပဲဖြစ်ပါတယ်။တွေးစားတဲ့သူတိုင်းစဉ်းစားလို့ရတယ်။ဟုတ်ပြီ။ ဘလို့မှရှင်းပြလို့မရဘူးသူတို့တွေပေါ့နော်ဇက်တိုက်ရိုက်ခံရတယ်ပြီးတော့သူတို့တွေကိုဘုကုံဖုံးကြီးเจ้าတွေကိုခေါ်သွားတယ်ပြီးတော့เจ้าနဲ့ရောက်တဲ့အချိန်မှာအင်ကြီးတွေအကုန်လုံးကိုချက်ခိုင်းပြီးတော့ဝါအစုံနဲ့ထက်ရိုက်တယ်လေးရလုံးလုံးထမင်းမကြည့်နဲ့လက်ပြန်ဂျိုးတုတ်ပြီးတော့နှိပ်ဆက်ခဲ့တာဗျာကျွန်တော်ဓာတ်ပုံမှတ်တမ်းလေးကိုကြည့်လိုက်တဲ့အချိန်မှာတော်တော်လေးကိုစိတ်မကောင်းဖြစ်တယ်ဗျာအယိုးအပြိုင်ပြိုင်ကြားလို့ဒီသူ့ရဲ့ခန္ဓာကိုယ်ဒီမှာပေါ့နော်ဒါတာယာကိုစုပ်ပြီးတော့မီရှုခဲ့တဲ့ဒါ အပူပေါ့နော်အပူဟတ်ခဲ့တဲ့တန်ရာတွေကျန်တဲ့သူတွေပြဘလောက်တောင်နာကျင်ပြီးတော့တိတ်ဆုံးသွားကြမလဲကျွန်တော်တို့ပြကျွန်တော်မိသားစုဝင်တွေအာသမီးဟိုလေးငှဲ့ရင်သမီးရေပူလေးလောင်သွားတယ်ပြီးတော့ကျွန်တော်တို့အကြော်လော်လေးလုပ်နေရင်းနဲ့စီလေးပေါက်လို့အဲ့စီလေးကဒီလက်ပေါ်ကိုဆင်တယ်ဒါမှမဟုတ်မျက်နှာပေါ်ဆင်တယ်အဲ့ဒီအပူတော်မှအရန်ကိုလှန့်ကြတယ် မကော်ဖီကော်ဖီခွက်လေးပေါ့ဗျာကော်ဖီဖြော်နေတဲ့ကော်ဖီခွက်လေးကပေါင်ပေါင်ကိုကြာသွားလို့ယူနေလောင်းရင်းနဲ့ကျွန်တော်တို့ခန္ဓာကိုယ်တစ်ခုခုပေါ့အပူလေးကြာသွားရင်တော့ကျွန်တော်တို့ဘလောက်ထိတောင်မှခံစားရဒီကောင်လေးလည်းရတာဘလို့စိတ်မျိုးနဲ့လဲဆိုတာကျွန်တော်ရင်မသားစုဝင်နေကျွန်တော်တို့ဒီကောင်လေးကိုခံမှန်းလို့မရတဲ့အခြေအနေဖြစ်နေပါတယ်ဟုတ်ပြီကျွန်တော်ခုနှစ်ယောက်လုံးကိုတဲ့လက်ပံကိုတုတ်လျက်နဲ့တာယာဘော်ဘော်ကိုတတ်ခိုင်းနေတယ်ပြီးတော့ ခေါင်းကိုတုံးနဲ့ရိုက်တယ်။မိမျောတေဆုံးတဲ့အထိရိုက်တယ်။မိသွားပြီးငိန်သွားပြီးဆိုတော့သူတို့အကုန်လုံးကိုအဲ့ဒီတာယာခွင်းဆွတ်လျက်ပဲမီးရှို့ပြီးတော့ထားခဲ့တာဖြစ်တယ်။အဲ့ဒီအချိန်မှာဗါတဲ့ဒီသူဒီလွမြောက်လာတဲ့သူကကျွန်တော်ကံကောင်းပြီးတော့သတိရလို့လွမြောက်ခဲ့တာဖြစ်တယ်လို့လက်ရှိတပည့်လွမြောက်လာတဲ့သူကပြောတာပါ။ မိချိုတက်ပြတ်ခံရတဲ့သူတွေမှာဥစိုးတဲ့အသက်45နှစ်ကိုချစ်တဲ့မောင်အသက်23နှစ်ကိုတန်းစော်ထွန်အသက်23နှစ်ကိုရီဝေမူအသက်18နှစ်မူးတက်ခအသက်16နှစ်ချမ်းပြိုးဝီအသက်14နှစ်ကျောင်းရဲ့ဗီဒီယိုကိုကြည့်နေတယ် တက်ထောက်ခံတဲ့သူကျွန်တော်ခင်ဗျားတို့ကိုဘယ်တော့မှကျွန်တော်ရရင်ဆိုင်ဆိုင်မပြောခဲ့ဘူးကျွန်တော်ရဲ့ဗီဒီယိုမှာ comment တွေရရင်စတဲ့ဝင်မှတ်နေတာရှိဒါပေမဲ့ဘယ်တော့မှကျွန်တော်ရရင်ဆိုင်ဆိုင်မတုံ့ပြန်ဘူးကျွန်တော်လက်ရှိချိန်မှာတော်လိုင်းကြီးလုံနေတာဟာလက်ရှိကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့အာနာရှင်ဖက်စစ်အကြမ်းဖက်ကောင်တွေကိုတော်လိုင်းကြီးလုံနေတာဖြစ်တယ် အဲ့ဒီကောင်တွေကခမားတို့ကိုညီမျိုးစုံနဲ့သွေးဆောင်ဖျားယောင်းတာခမားတို့ကိုပညာမတောင်းထားတာဖြစ်တယ်။အခုအဲ့ဒီကောင်တွေဟာအရှိမကျွန်တော်ပြောသလိုမျိုးဘျူဆော့ thief ဆိုတဲ့ကောင်တွေကိုလက်သက်မွေးပြီးတော့အခုကျွန်တော်တို့ရဲ့အသက်16နှစ်ရွယ်ချမ်းဖြိုးဝေအသက်16နှစ်ရွယ်မိုးတက်ခအသက်16နှစ်ရွယ်ကိုကြီးဝေမိုးတို့ကိုတတ်ဖြတ်ခဲ့တယ်။ခမားတို့မှာမိသားစုတွေရှိပါလေ။ ခင်ဗျားတို့ကညီကိုမောင်မတွေရှိပါလိမ့်မယ်။အသက်၄နှစ်အရွယ်ပြားကောင်လေးကိုရေးရဆက်ဆက်၄ရက်လုံးထမင်းမကြွေးပဲနဲ့၄ရက်လုံးရိုက်နဲ့နှိပ်ဆက်ပြီးတော့နောက်ဆုံးမှာတာယာလက်လက်ပြန်ချိုးတုတ်တာယာဂွင်းနေဆော့ပြီးတော့ခေါင်းကိုမူးမေ့တေးကြီးအောင်ထုရိုက်ပြီးတော့မှအဲ့ဒီတာယာဂွင်းတွေကိုမီးရှို့ခဲ့တဲ့အကြမ်းဖက်စစ်တပ်ခွေးလောက်မှအောက်တန်းကျတဲ့ကောင်ကျွန်တော်ပြောပြီးသား ဖမင်းစားတယ်ဆိုရင်စဉ်းစားကျွန်တော်ခုပြောတဲ့သတင်းမှားနေတယ်ဆိုရင်ခုကျွန်တော်ပြောနေတဲ့သတင်းနေအကုန်လုံးကိုရပ်ပစ်ကြောက်ရမိသားစုကျွန်တော်ပြတ်သားပုံပြောခဲ့တာဒီနေ့ကျွန်တော်တော်လိုင်းရင်းလုံနေတာကျွန်တော်တော့မဟုတ်ဘူးကျွန်တော်တော်လိုင်းလုံနေတဲ့သူတွေဟာအရန်ကိုပင်မနဲ့အရန်ကိုခတ်ခဲတယ်အရန်ကိုအချက်တဲတွေအများကြီးရှိတယ်ဒါပေမဲ့ ကျွန်တော်နှောင်းဦးမားတွေအကုန်လုံးကိုနှိမ့်ချပြီးတော့ကျွန်တော်တို့တက်ခဲ့တဲ့အတန်းပညာတွေကျွန်တော်တို့လုပ်ခဲ့တဲ့စီးပွားရေးကျွန်တော်တို့ရဲ့ general knowledge တွေအကုန်လုံးကိုဘေးကိုဖယ်ပြီးတော့တော့ဒီတော်လန်ရေးမှာကျွန်တော်တို့ပိဆက်တိုက်ပွဲဝင်နေကြတာဖြစ်တယ်ဒါကျွန်တော်တို့မိမပြည်သူအားလုံးအတွက်ဖြစ်တယ်ဒါတိုင်းပြည်လုံးအတွက်ဖြစ်တယ် ရခိုင်မို့လို့မုံမို့လို့ကရင်မို့လို့ရှမ်းမို့လို့ပအုံးမို့လို့ပလောင်မို့လို့ဓမ္မမို့လို့မဟုတ်ဘူးကျွန်တော်တို့ဘုရားဘာသာမို့လို့ခရစ်ယာန်မို့လို့အစ္စလာမ်မို့လို့မွတ်စလင်မို့လို့နတ်ဘုရားကလို့မဟုတ်ဘူးကျွန်တော်ရဲ့မိသားစုကျွန်တော်တို့ကအနာလုံးပဲဖြစ်တယ်အသက်80အရွယ်အမေဒေါ်စန်းစွတ်ကြည်ကျွန်တော်နေခင်းကသူ့ရဲ့ဒါဥပမာလေးတစ်ခုနဲ့ကျွန်တော်သတိတရားနဲ့နှိုင်းရှင်ဖော်ပြခဲ့တယ် သူကဘာပတ်ပြီးတော့အေးစင်းစင်းနှက်နေလို့ရတယ်ဗျာဒါပေမဲ့သူဒါတွေအတွက်ဒီနိုင်ငံမှာပြန်ပြီးတော့ဆုံးတော့အနေနာခံနေတယ်သူ့လိုပညာဓာတ်မျိုးသူ့လိုအရေးချင်းရှိတဲ့သူတော်မှာကျွန်တော်တို့လူမျိုးတော်တော်ကြီးကိုအောက်တန်းကြတဲ့ဒီနိုင်ငံရဲ့တော်တော်ကြီးကိုစည်ရွှဲနေနေတဲ့တော်တော်ကြီးကိုတွေးခေါ်မှုနှိမ်ပါနေတဲ့ဒီနိုင်ငံရဲ့အခြေအနေကိုမကြည့်ရမမြင်ရလုံးလုံး အခုသူထောင်ထဲမှာဘာနေပေးနေတာသူထောင်ထဲမှာနေပေးနေတာကကျွန်တော်တို့နိုင်ငံတွင်းထဲမှာရှိတဲ့သူတွေအားလုံးအတွက်စံပြသူပြုတ်ပြောင်းလဲပေးချင်နေတာဒီနိုင်ငံကိုချိန်ပေးချင်နေတာတောင်းလဲချင်တန်ပြီးဆိုတဲ့စကားကိုအလကားသုံးခဲ့တာမဟုတ်ဘူးဒါပေမဲ့မင်းတို့တထောက်ခံနေပါလေဆိုတဲ့ကောင်လေးချက်ဖို့ပါဆိုတဲ့ကောင်လေးပြီးတော့ထမင်းညက်ပြီးတော့ခွေးတို့ပေါက်ကဝင်နေတဲ့ကောင်လေး မျာတို့ဘလို့တွေးနေလဲကျွန်တော်တို့နားမလဲကျွန်တော်တို့အားလုံးကောင်းစေခြင်းလို့ဒီဒေါ်လာရေးမှာပါနေကြတာဒါပေမဲ့ခမားတို့ကကျွန်တော်တို့ရသားပြည်သူတွေကိုအသက်မပြည့်တဲ့ကလေးတွေကိုရဲဆက်သက်ဟုတ်ပြီဗျာခမားတို့အခုမတင်ပါဘူးတရားဝင်တယ်လေမှုဖွင့်လေအရေးယူလေဘာကြောင့်ခမားတို့ရဲဆက်ဆက်အရှင်လက်လက်မိရှုတက်ပြတ်ခဲ့တာလဲဒါဆိုရင်ခမားတို့ထောက်ခံနေပါလေခမားတို့ဝင်းရံနေပါလေဆိုတာကဘုဝင်းရံနေတာလဲ မင်းအောင်လှိုင်အာနာယူအုပ်စုဟာလက်ရှိစစ်ရာဇဝတ်မှုတွေကိုကျူးလူမျိုးတို့တပ်ဖြတ်မှုတွေကိုကျူးလွန်နေတာရာဇဝတ်ကောင်တွေဖြစ်တယ်ကဘာကြီးကပါတတ်မှတ်ထားတာမကြသေးခင်ကအာရကတပ်တော်အေအေထိန်းချုပ်ထားတဲ့နေရာမှာကိုစစ်ရှုံးလို့စစ်ရှုံးအေးစစ်စစ်မှုတွေတောက်ရှက်မဲ့စွာနဲ့ကိုပိုင်ချက်တန်းចောင်းចောင်းသားတွေဘော်လာចောင်းကို ဘုံလာကျဲသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက် ICC ကဖြတ်ပြီးတော့တရားစွဲအောင်မှာမင်းအောင်လှိုင်းတဲ့အပေါင်းပါတယ်ကိုဒီတော်လိုင်းကြီးကတေချာပေါက်အောင်နဲ့ကျွန်တော်ရင်မိသားစုဟုတ်ပြီအဲ့ဒီလိုအကြံပေးစခွေးတက်ကကျွန်တော်ရတာပြည်သူတွေပေါ်မှာရေးဆက်ဆက်လုပ်နေခဲ့တာချိန်မှန်များစွာဖြစ်နေပါပြီ စစ်တောင်းထိုးနေတာကလည်းကလဝင်းကျင်ကြာနေပြီဖြစ်ပြီးတော့ကျေးရွာတွေမှာတွေ့ရမြင်ရအိမ်ကြီးအိမ်ကောင်းမှန်ပြကိုဝင်ခိုးတယ်ဗျာဝင်ယူတယ်ဗျာရွာထဲမှာကြည့်လိုက်တဲဆုပ်ဘုတ်ဆုပ်တောင်ရဆောက်တဲ့တဲလေးတောင်ရဆောက်တဲ့တဲလေးတွေဆိုသူတို့မီးမရှို့ဘူးဟာအိမ်ကြီးအိမ်ကောင်းတွေပဲကျွေးပြီးတော့မီးရှိတာဘာကြောင့်လဲအဲ့ဒီအိမ်ထဲမှာရှိတဲ့ဟာတွေကသူတို့ပိုင်ပစ္စည်းလို့အကုန်လုံးကိုယူတာယူနိုင်လို့ယူဝနိုင်လို့တယ်ဝလက်ခံတယ်ကျွန်တော်တို့ကယူဝဗျာ မြေရန်ကခိုးဆိုးလူနိုင်နေတာကျွန်တော်တို့လည်းသိနေတာဟုတ်ဗျာနိုင်တော့တဲဝါကျန်တဲ့ပစ္စည်းတွေပါအကုန်လုံးမိရှုခဲ့တာဘာကြောင့်လဲသိလားကျွန်တော်ရဲ့မိသားစုသူတို့ခိုးတာလူတွေမသိစေချင်တာလည်းပါတယ်ပြီးတော့သူတို့ထိန်းချုပ်လို့မရတဲ့နေရာတွေကျွန်တော်ရတပ်ပြည်သူတွေပါနေလို့မရအောင် နှင်းပြင်ဖြစ်အောင်ယူချက်ရှိရှိနဲ့အမိပေးညွှန်ကြားထားတာဖြစ်တယ်ဘလောက်တောက်အောက်တန်းကြတဲ့ကောင်တွေလဲဆိုတာသူတို့ကိုယ်နိုင်ကစစ်တန်းလျာအဖီမှာပဲနေဘူးတဲ့ကောင်တွေကိုဗျဟုတ်ပြီရတားရုံမိရှို့တပ်ဖြတ်မှုတွေလုံဆောင်နေတယ်လို့ဒေတာကန်တွေကသတင်းထပ်မှန်ပြီးတော့ပြပို့ထားတာရှိပါလားကျွန်တော်ရင်မိသားစုဝင်တွေ အကြမ်းဖက်ဖက်စစ်ခွေးတက်ကကောင်တွေအားရေကြည်ဦးဘူးကုန်းရွာလမ်းခွဲဇီကုံမလေလန်းစုံမှာထပ်ထိုးပြီးတော့နေရာယူထားတယ်လက်ရှိအချိန်မှာကျွန်တော်တို့ရသပြည်သူတွေအဘောတော့အာဘီလိုရာကိုရွှေပြောင်းနေထိုင်ကြရတဲ့အခြေအနေတွေရှိနေပါတယ်ပြီးခဲ့တဲ့ဩဂတ်လ31ရက်နေ့မှာကမ်ဘရူမြို့နယ်ဒါချက်တဲ့အထိုင်စခန်းမှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတက်နယ်ဘူစောထီးတွေအားတဲ့ပုံနာကြီးရွာကဥဇော်မျိုးလှိုင်း အသက်45နှစ်နဲ့ဒေါ်မာမာတင်းအသက်54၄နှစ်ပြောစစ်ဆောင်လင်မယားနှစ်ဦးကိုပြတ်တက်ပြီးတော့စစ်ဆောင်တဲထဲမှာ၄ဦးလုံးကိုထည့်ပြီးတော့မီးရှို့ခဲ့ပါသေးတယ်လေဗျာခလုံးနှိုင်းစရာအကြောင်းတစ်စက်မှကိုမရှိတော့တာဟုတ်ပြီရုံးမှာရိုင်းဆိုင်လုံးနဲ့အကြောင်းရတွေ့အများကြီးကျွန်တော်တို့ နေ့စဉ်ရက်ဆက်ကြားခဲ့ရပြီဖြစ်ပါတယ်။ကျွန်တော်တက်ဖို့မှတ်တမ်းဗီဒီယိုတွေကတော့ကျွန်တော်ရဲ့ Telegram မှာကြည့်ပေးပါ။ဟုတ်ပြီ။ကျွန်တော်မျိုးသိမ်းတဲ့ဘွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိသားစုဝင်တွေနဲ့မဆိုးနှစ်ဖြစ်တာကြားပြီးနော်။ KIA နဲ့ပြည်သူ့ကော်မတီတက်ဖွဲ့ဝင်တွေဗမာမျိုးသိမ်းတဲ့ဘွဲစတင်ကြောင်းကြီးညာလိုက်ပါတယ်။ဘာကြောင့်ကြီးညာလာလဲကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်တို့ဘာကိုထောက်ပေါ်ပြောဆိုလိုက်မလဲဒီသတင်းကိုပြောမယ်ဆိုရင်ကျွန်တော်တို့ဘုံကျဲမယ်ဆိုတာကျွန်တော်တို့သိဒါပေမဲ့ စစ်တင်ညာပြီးမှစစ်တိုက်တာကျွန်တော်တို့တိုင်းသားတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့ပူပေါင်းပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေမှာပဲရှိတယ်ခွေးလူခွေးတို့ဘက်ကလာပြီးတော့စစ်ကြောင်းထိုးပြီးတော့ခိုးဆိုးလူနှက်ရတဲ့ပစ္စည်းတွေကိုအကုန်မပြီးတော့မီးရှို့ခဲ့တဲ့ကောင်တွေနဲ့လုံးဝမတူဘူးပွာတယ်ရာတန်တန်တလန်လူပဲငါတို့ဒီနေရာမှာစစ်တိုက်မယ်ငါတို့ဒီနေရာမှာရှိတဲ့အချမ်းဖက်စစ်ခွေးတွေကိုတုတ်တင်မယ်ကျွန်တော်ပြည်သူလူထုကိုအတိပေးတာဖြစ်တယ် မမောက်ကအင်းချင်မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လက်ရှိမြေပြင်အဆက်အသွယ်ဒါပြတ်တောက်နေတဲ့အခြေအနေတွေရှိတယ်ထူးခြားသွားထူးခြားမှုတွေရှိတယ်ဆိုရင်ကျွန်တော်ရဲ့မိသားစုတို့ထပ်မံပြီးတော့ဖော်ပြပေးမယ်လမ်းတွေကိုတော့ပိတ်ထားဆဲဖြစ်တယ်လို့ကျွန်တော်တို့လက်ရှိအချိန်မှာအဲ့ဒီတိုက်ပွဲတွေမှာရှိနေတဲ့ဒါရဲဘော်ကကျွန်တော်တို့မိဘပြည်သူတွေတိအောင်မေတ္တာရက်ခံထားတဲ့အဲ့ဒီမှာရှိတဲ့လမ်းပိုင်းတွေကိုလည်းကျွန်တော်တို့ဘက်ကပိတ်ဆို့ထားတာရှိပါတယ်ဟုတ်ပြီ တိုင်းတိုင်းချက်ပိုင်းအင်းတော်မမောက်လမ်းပိုင်းကိုစေအရာအကန့်အသတ်မရှိပိတ်လိုက်ကြအောင်အင်းတော်မြို့နဲ့ပြည်သူကဝေးတက်ဖွဲ့ပကပကမနေ့ကကျွန်တော်တို့ဒါပြီးခဲ့တဲ့ရက်စတင်ဘာ25ရက်နေ့မှာကြီးညာထားပြီးဖြစ်ပါတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေအင်းတော်နဲ့ဗမောက်မြို့ကိုဆက်ထားတဲ့အင်းတော်ဗမောက်ဘျူဟာလမ်းပါဝင်လမ်းမအားလုံးကိုရက်အကန့်အသတ်မရှိပိတ်လိုက်တာဖြစ်ပါတယ် ဒေသခံတော်လိုင်းတပ်ဖွဲ့ဝင်တဲ့နီးစပ်သူစေအရှင်းမြစ်ကတော့ကချင်လူမျိုးရေးတပ်မတော် KIA နဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ဟာဗမာမျိုးသင်းတိုက်ပွဲကိုစတင်ဖော်ဆောင်နေပြီဖြစ်တဲ့အကြောင်းပြောဆိုထားတာဖြစ်ပါဆိုတော့ကျွန်တော်အရှိမတင်ပြခဲ့တဲ့ဒါရွှေလူသားခုနှစ်ဦးပေါ့ဗျာအာသူတို့တွေဒါအလုပ်လဲဆင်မပြေတော့ဆိုင်ကယ်လေး၃စီးနဲ့ပြန်မယ်ပေါ့လမ်းမိုင်းကိုလည်းသူတို့တွေစုံစမ်းပါတယ် အာလမ်းမိုင်းကလည်းအေးစစ်စစ်ပဲပြန်လို့ရတယ်ဗောနော်ဒီလိုသတင်းလေးကြားတော့သူတို့ကနေတော့စိတ်ချလက်ချနဲ့ပြန်လာအဲ့လမ်းမှာပဲအဖမ်းဆီးခံရတာဒါကြောင့်ကျွန်တော်တို့ကအမြဲတမ်းကျွန်တော်မိသားစုနေကိုတည်ပြပါရယ်အခုမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ပုံဖော်မဲ့အခြေအနေတွေပြီးတိုက်ပွဲလဲစတင်နေတဲ့အခြေအနေတွေမှာကျွန်တော်မိဘပြည်သူတွေကိုတရားဝင်အကြောင်းကြားတာဖြစ်ပါတယ်ကျွန်တော်မိသားစုဝင်နေဗမာမြို့သိမ်းတိုက်ပွဲဖြစ်နေတယ်လမ်းတွေလည်းပိတ်ထားတယ်မနေ့ကတိုက်ပွဲစတယ်အရင်ကတည်းက ကဘာခရိုင်တရင်နဲ့ကျွန်တော်တို့ SNA အကြံဖက်စစ်ခွေးတက်နဲ့ပူပေါင်းထားတဲ့កောင်တွေကလည်းကျွန်တော်တို့ဒါထီထူမှုတွေဒါအနေနဲ့အများရှိနေတာတွေလည်းရှိခဲ့ပါတယ်ဒါကိုဘက်ကနေပြီးတော့စတင်ပြီးတော့ထိုးစစ်ဆင်ပြီးတော့မျိုးသိမ်းတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်ဆိုတော့အချို့သောနေရာတွေမှာကျွန်တော်ဖက်စစ်ခွေးတက်နဲ့ပူပေါင်းနေစေပူပေါင်းနေတဲ့တပ်ဖွဲ့ဝင်တွေရှိတယ်ဆိုတာကိုလည်းကျွန်တော်မြင်ပါတယ်အားလုံးသိရှိပြီးသားပါတကယ်လုံးသားမှာကပီးထိုးပြီးတော့မှတ်ထားတယ်ဆိုတာလည်းကျွန်တော်ယုံကြည်ပါတယ်ဘယ်ပြင်းနဲ့မှာ ဘယ်ဖွဲ့ဟာဘာတွေလုပ်ခဲ့လဲကိုယ်တိုင်ကိုကြီးအဲ့ဒီပေါင်ချာတွေကိုတရချင်းလှန်ပြီးတော့စုပ်မှာဖြစ်ပါတယ်အကုန်လုံးကိုပြည်သူပိုင်းသိမ်းမှာဟုတ်ပြီဘမောင်မျိုးသင်းတိုက်ပွဲဆစ်စင်ကြီးကိုမနေ့ကစတင်ခဲ့တယ်တိုက်ပွဲအတွက် KIA နဲ့အတူဘမောင်မျိုးအခြေဆိုင်ကတာခရိုင်တရင် K4 ပါဝင်ကတန်းခရိုင်တရင်မြို့နယ်ပကပအဖွဲ့တွေနဲ့အထူးတရင် SR2 4 ထံစတဲ့အဖွဲ့တွေဝင်ရောက်တိုက်ခိုက်နေတယ်လို့မြေပြင်တပ်ဖွဲ့နဲ့နေဆက်တဲ့သူတွေစီကနေလို့သိရှိထားရတာမှာဖြစ်ပါတယ်မြေပြင်လိုက်ပွဲအတွင်းဒေါ်လာရေးတပ်ဖွဲ့ဝင်တွေဘက်ကလမ်းပိတ်ထားလို့ဂျမ်ပစစ်ခွေးနဲ့ပူပေါင်းထားတဲ့ရှမ်းနီအမျိုးသားတက်မတော် SNA ကလည်းမြို့တွင်းမှာရှိတဲ့ကျွန်တော်တို့ရသပြည်သူတွေကိုအပြင်ပေးမထွက်ဖဲနဲ့လက်ရှိအချိန်မှာလူသားတတိုင်း ဒါပြန်ပြီးဆွဲထားတဲ့အခြေအနေမှာယသပြည်သူတထောင်ကျော်လောက်ပြိမိနေတယ်လို့ကျွန်တော်တို့သတင်းရရှိထားပါတယ်။ဟုတ်ပြီ။ဗမာမြို့ဝင်းကျင်မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်။လက်ရှိကတော့မြေပြင်နဲ့အဆက်အသွယ်တွေပြတ်နေတယ်။ပြီးတော့ထူးခြားမှုရှိတဲ့အခြေအနေကြောင့်ကျွန်တော်မိသားစုကိုထပ်ပြီးတော့ကျွန်တော်တင်ပြပေးပါမယ်။ကျွန်တော်မြို့ဝပြည်သူတွေအနေနဲ့လက်ရှိစည်ရဲ့အခြေအနေရလမ်းဆက်သွယ်မှုအခြေအနေတွေဆက်သွယ်ပြတ်တောက်နေတဲ့အခြေအနေတွေကို ဒီကနားလေခွင့်လို့ပေးဖို့ကျွန်တော်တို့ပြည်ကဝေးတပ်ဖွဲ့ဝင်တွေကအထူးမေတ္တာရက်ခံတောင်းဆိုထားတာဖြစ်ပါတယ်။တိုက်ပွဲတွေမှာကျွန်တော်တို့ထိခိုက်ဒဏ်ရာရှိနိုင်ရင်ကျွန်တော်တို့သိတယ်။တိုက်ပွဲတွေမှာကျွန်တော်တို့လည်းသိနိုင်တာကျွန်တော်တို့သိတယ်။ဒါပေမဲ့ကျွန်တော်တို့ပြည်သူကိုပဲအမြဲတမ်းတစားစားနဲ့ကျွန်တော်တို့ပြည်သူကိုပဲအမြဲတမ်းထိမှဆိုးလို့တစားကံဖြစ်မှဆိုးလို့လေကြောင်းကဘုံချင်းရင် အပြစ်မဲ့တည်သွားမှစိုးလို့အမြဲတမ်းသတိပေးနေတာကျွန်တော်တို့ပြည်သူကာဝေးရဲ့တစ်ဖွဲ့ဝင်လူငယ်တွေဖြစ်ပါတယ်ကျွန်တော်တော်လိုင်းလောက်ကလာခုံယူပါတယ်ကျွန်တော်လည်းအတူဒီကျွန်တော်ရဲ့ဖီလိုကိုကြည့်နေတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေလည်းတတူခုံယူမယ်လို့ပြောလိုက်ပါတယ်ဟုတ်ပြီစကိုင်းလန်ဒေတာကြီးအထက်ပိုင်းကချင်းပြည်နယ်အဆက်မှာရှိတဲ့ဗမာမြို့စည်ရမာဖြူရရအချက်ချာကြတဲ့မြို့ဖြစ်တယ် ကြကြကြတဲ့တကယ်လို့အရေးကြီးတယ်မန္တလေးဗမောကချင်ပြည်နယ်ကုံသွယ်ရေးအတွက်လည်းအရေးပါတဲ့ဒေတာလည်းဖြစ်တယ်ဆိုတာကျွန်တော်တို့အားလုံးသိရှိထားရပါတယ်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပူးပေါင်းတပ်ဖွဲ့ဝင်တွေကစကိုင်းတိုင်းနယ်ကချင်ပြည်နယ်အဆက်မှာရှိတဲ့အင်းတော်အမျိုးကိုရှစ်လကြာတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာအခုဗမောမြို့ကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်ပြီးတော့ဆိုးအောင်လို့ကြွကြော်နိုင်မဲ့အခြေအနေတစ်ခုကို ပုံဖော်နေပါကြောင်းကျွန်တော်ရဲ့မိသားစုဝင်ကိုဒီနေ့ကျွန်တော်ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တော်လန်ရှင်တရက်မမနာသေးတာကိုကျွန်တော်ထူးခြားစွာတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိသားစုဝင်ကျွန်တော်နဲ့အတူတူဒီနေ့အချိန်တိရှိနေပြီလို့လဲကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်တော်လန်ကြီးလုံနေတယ်ဆိုတာ brand new လို့မှရှိတယ်ကျွန်တော်ပြည်သူလူထုအားလုံးကောင်းစားဖို့ဖြစ်ပါတယ်နိုင်ငံတကာမှာနေတဲ့ကျွန်တော်ရဲ့မိသားစုဝင်ကျွန်တော်ရဲ့ feel ကိုကြည့်နေတယ် မမာဟိမြမာဟိမြမာကလာပဲဗျာဒီနေရာမှာကျွန်တော်တို့ဘလို့နေထိုင်ရဘလို့အဆက်ဆံခံရဘလို့ခွဲခြားခံရမြမာပတ်ဖို့ကင်ထားတဲ့သူတွေဘလို့မျိုးထင်သေးခံရလဲကြောက်မိသားစောဒါ overseas မှာပဲရှိတယ်ပြည်တွင်းမှာ ဘာမှပညာမတတ်တဲ့ပေါ့လို့ပယ်စားကောင်တွေနဲ့နောက်ဆုံးပြတခိုးလို့လို့ဂျပိုးလို့လို့လူမိုက်လို့လို့ပယ်ကစပီလကစုပ်ကိုဝတ်ပြီးတော့စွတ်ကြဲကိုဝတ်ထားတဲ့ကောင်တွေကိုတော့မှကြောက်နေရတယ်ကျွန်တော်တို့ပြည်သူတွေရဲ့အခြေအနေတွေကိုကျွန်တော်တို့တေချာပေါ့ပြောင်းလဲခြင်းလုံးလုံးတော်လဲလုံနေရတာဖြစ်ပါကြောင်းပြောချင်တဲ့ဒီနေ့ရဲ့ view ကိုဆုံးသက်ပြစေနောက်လာတဲ့ view ကိုဒီတစ်ပုံကောင်ကျွန်တော်စူးစမ်းပေးပါမယ် လနဲ့ပေးစပေးကပေးကြောင်းနဲ့ကြောင်းနိုင်ငံတွေမှာရှိတဲ့မိသားစုတအုပ်ချင်းနဲ့ဘေးရနဲ့ကင်းရှင်းပါတဲ့ကြောင့်လေးနဲ့စတောင်းရင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါဗျာ